အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတို့ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်း၁၄အနေနဲ့ကျွန်တော်ကိုချွေတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာစောစောပိုင်းကဘုံနေမျိုးတီမိုးပေါ်သို့တက်သွားသည့်လင်းရောင်ကြီးများကိုကြည့်ပြီးစုံများတောက်စားသည်ဟုထင်ကာတကူလုံးမှတုန်လှုပ်၍နေတော်လေစုံတောက်စားခြင်းမဟုတ်ပဲသူရတုဖက်တော်သားများဤလက်ရာဖြစ်ကြောင်းကိုသိရှိသည်နှင့်တပြိုင်နက်ကျောင်းစိတ်များပျောက်ကတတိပြကျင်သောစိတ်များပေါ်ပေါက်လာသည်ဖြင့် ကြော်စီရအားထောက်ခံလိုက်ခြင်းဖြစ်လေသည်အရန်သွားပြီးနှိမ်နှင်းလို့မဖြစ်ဘူးသူတို့မှသူတို့ကဒီနေရာမှာအသွာလာတိုက်ပြီးကျင်းလေတယ်ပြီးတော့သူတို့ဘက်မှာလူပဲနှစ်ယောက်ရှိနေတယ်ဆိုတာလည်းမသိရဘူးဒီနေရာကနေပြီးအရေးအကဲကြီးကြသေးတာပေါ့ပြီးတော့မှသွားသိရင်သွားတာပေါ့ဘုန်းနန္ဒကတတိပေးလိုက်ရာထိုနေရာမှာနေပြီးတေလာဂရီတောင်တို့ရှိရာတို့အာယုံဆိုင်ပြီးကြည့်နေကြပေသည်တို့ရတွင်စောစောကမြင်ရသောအလင်းရောင်များကိုမမြင်ရတော့ဘဲတတော်လုံးမှာတိတ်ဆိတ်လျက်ရှိပေသည် ကဲတတော်လုံးတော့တိတ်ဆိတ်သွားပြန်ပြီရှေ့ကိုတိုးပြီးအရှင်နေကိုလေးလာကြအောင်ဆိုဒါပေမဲ့တတိဝရိယနဲ့လည်းလာကြတော့ရှေ့တန်းလည်းမကြားစေနဲ့လူစုလည်းမကွဲစေနဲ့ဓားကိုလည်းအသင့်ကင်ထားကြဘုံနန္ဒသည်လေးတန်းကလေးဖြင့်တတိပေးလိုက်ပြီးစစ်သူကြီးဗန္ဒကနှင့်အတူရှေ့သုံးမှနေပြီးတေလာဂိရိတောင်ရိပ်အောက်သို့တဖြည်းဖြည်းဝင်၍သွားကြပေသည်ဘုံနန္ဒနှင့်တပည့်များမှတောကျွမ်းကျူများဖြစ်ကြ၍ရှေ့တန်းမြကြအောင်တကြွေးရွေးနေလျှောက်လာကြလေသည် ။မောင်ရိပ်ကိုခိုးပြီးတဖြည်းဖြည်းလာခဲ့ကြပြီးအားတေလာဂီတိတောင်ကပန်းသို့ရောက်ရည်လာခဲ့ပြီ။တောင်ကပန်းကြီးတစ်ပကိုင်းတစ်ဖက်အများဝေစာလျက်ရှိသောတစ်ပင်ကြီးတပင်ဤအရေးအောက်တွင်ခိတ္တခဏဝင်ရောက်ခလုံးကြပြီးထိုနေရာမှတစဉ်တောင်ဘက်သို့လှည့်ကြည့်လိုက်ရာလရောင်အောက်တွင်တဝင်းဝင်းတလက်လက်နှင့်ကြည်နူးွယ်အရေးအတွင်ကိုဆောင်ရွက်နေသည့်ရေကန်ကြီးကိုမျက်စိတစ်စုံမြင်တွေ့ရပေသည်။တေလာဂတိတောင်ပေါ်သို့မျှော်ကြည့်လိုက်သောအခါကြောက်တုံးကြီးမိုး၍နေသည်ကိုတွေ့ရပေသည်။ ောစောကမြင်ရသောအလင်းရောင်သည်အဆိုပါကြောက်တုံးကြီးအနီးမှဖြာထွက်နေသည့်အလင်းရောင်ဖြစ်ရမည်ဟုခန့်မှန်းမိသဖြင့်ဘုန်းနန္ဒသည်ကြောက်တုံးကြီးအရေးကိုကွဲပြီးရှေးသို့တရွေ့၍လှမ်းခဲ့ပြရာစစ်သူကြီးဗန္ဒကနှင့်ဘုန်းနန္ဒ၏တပည့်များသည်လည်းနောက်မှထက်ကြမကွာလိုက်လာကြပေသည်တလန်းလုံးကြောက်တုံးများထူထပ်လျက်ကြီးကြသည်ဖြင့်ဘုန်းနန္ဒတို့လူတိုက်သည်ပင်မခက်ခဲစွာနှင့်လာခဲ့ရပေသည်ကျောက်တုံးကြီးအဆုံးသို့ရောက်သောအခါလက်ဝဲဘက်သို့ကြွေဝင်သားသည့်လမ်းကြားကလေးတစ်ခုကိုမြင်ရသည်ဖြင့် ထိုလမ်းကြားကလေးတဲသို့ဘူနန္ဒမှာခြေစုံမှဓားကင်ကရှိုးကွေ့ပြီးဝင်လိုက်သည့်နေ့တပိုင်းနဲ့မောင်ရည်ထဲမှဝင်းလက်တောက်ပသည့်တန်လက်သေးများဖြင့်လက်မဲမဲကြီးတစ်ခုထွက်လာပြီးဘူနန္ဒဤဓားကင်ထားသည့်လက်ကို ဆုပ်ကင်ပြီးတအားဆွဲလိန်လိုက်ရာလက်မှဓားလွတ်ကျသွားပြီးဘူနန္ဒမှာဖင်ထိုင်လျက်သားကျသွားလေသည်စစ်သူကြီးဗန္ဒကမှာလက်မဲမဲကြီးကိုမြင်လိုက်သည့်နေ့တပြိုင်နက်ကြက်တေတေကနတ်ပူးတဲ့ကဲ့သို့တကူလုံးမှလည်းတုံလှုပ်ရနေပြီ။ဘုန်းနေမျိုးမှလည်းကြောက်ထူးတုံရနေပြီ။ ဟာဘလူးကြီးဘလူးကြီးပြောဘိုးနေမျိုးပဇာမှာအတန်ထွက်ရွေသွားပြန်ရာမဲမဲတရံကြီးဒီဘိုးနေမျိုးဤအတန်ကိုကြားသည့်အလားဘိုးနန္ဒအာလှုတ်ရှားလှုတ်ထားလိုက်ပြီးဘိုးနေမျိုးနှင့်စစ်သူကြီးဗန္ဒကားတို့ရှိရာသို့ပြေးလာပေသည်သူကိုက်တွင်စောစောကကြက်တည်တည်ပြီးငေးဆိုင်ကြည့်နေမိသောဘိုးအားလာဘကသည်လက်ထဲတွင်ကင်ထားသည့်ဓားဖြင့်ဘိုးနေမျိုးအနီးသို့ရှင်းကပ်လာသည့်မဲမဲတရံကြီးအားအတင်းဝင်ပြီးခုတ်ပိုင်းလိုက်ပေသည် တို့ရတွင်မဲမဲတရံကြီးသည်ဘိုးအာလဝကဤလက်မဓာကိုလက်ဖြင့်စီးခံလိုက်ရာရွှေကနေအတန်ကြားရပြီးဘိုးအာလဝကဤလက်မဓာလွတ်ကျသွားနေသည်ဘိုးအာလဝကမှာတတိကောင်းသူဖြစ်တဲ့ဖြင့်မိမိလက်မဓာလွတ်ကျသွားသည်နေတဲ့ပြိုင်နဲ့ကြက်တွေသေးပြီးကြောက်ဒူးတုံနေသည့်စစ်သူကြီးဗန္ဒကလက်မဓာကိုဆွဲယူပြီးမဲမဲတရံကြီးကိုနောက်တစ်ချက်ဆင့်ခုတ်ရန်အားယူလိုက်ပေသည်မဲမဲတရံကြီးမှမူကားဘိုးအာလဝကဤလက်မဓာလွတ်ကျသွားသည်နေတဲ့ပြိုင်နဲ့ မိမိအားဓာတ်နှင့်ကိုရံမောင်ရိပ်မှပြေးပြေးလာသောကြိုစီရကိုအတင်းဝင်လုံးကလက်မဓာတ်ကိုလွတ်ယူလိုက်ပြီးတအားဆောင်ကန်ကန်ဆောင်ပြစ်လိုက်လိမ့်မည်သည်ပြီးမှတပံနောက်သို့လှည့်ကြည့်လိုက်ရာမိမိအားရံမူရန်အတင်းပြင်းနေသည့်ဘိုးအားလဝကကိုမြင်လိုက်သဖြင့်ကြိုစီရအားလွတ်လိုက်ပြီးစောစောကလာသည့်လမ်းကြားကလေးတဲ့သို့တချိန်တိုးပြေးဝင်သွားပြီရာဘိုးအားလဝကသည်စစ်သူကြီးဗန္ဒကား၏တချိန်ကြီးကိုကန်ကမဲမဲတရံကြီးနောက်မှထိုက်ကြမကွာလိုက်ပါ၍သွားပြီသည် ဘူနန္ဒသည်မဲမဲတရံကြီး၏လက်ချက်ဖြင့်ဖင်တိုင်းလေတာကြတော်ရာမှပြပြတလဲလဲထလာကာလွင့်စင်၍တွားခဲ့သည့်ဓားကိုလိုက်ရှာပြီးကောက်ယူလိုက်ပြီသည်ကျဲသည့်တင်းနေသောစစ်သူကြီးဗန္ဒကနှင့်ဘူနေမျိုးတို့မှလည်းလှုပ်လှုပ်ရှားရှားဖြစ်၍လာကြပြီသည်မဲမဲတရံကြီးကန်ဆောင်ခြင်းခံရသောဘိုးကျော်စီရမှလည်းလူးလဲထလာပြီးဘူနန္ဒအနီးသို့ချင်းကပ်လာပြီသည်ကဲဒီလိုရက်ကြည်နေလို့မဖြစ်သေးဘူးအာလဝကကတယောက်တည်းဖြစ်နေလိမ့်မယ်အာလဝကနောက်ကိုလိုက်ကြအောင်ပါပဲ ။ဘွနန္နာကတတိပေးလိုက်လေသည်။လိုက်လို့ဖြစ်ပါမလား။ဘလူးကိုဘလို့လှုပ်ပြီးနှိမ်နှင်းလို့ရမှာလေ။ဘလူးကလူကိုကြောက်တာမှမဟုတ်ပဲ။အာလဘကကဓာတ်နဲ့ခုတ်တာတောင်ဘာမှမဖြစ်တဲ့ဥစ္စာပဲ။စတုကြီးဗန္နကမှကြောက်စိတ်မပြေသေးတဲ့ဖြင့်တုံတုံရင်ရင်နဲ့ပြောလိုက်လေသည်။ဘလူးမဟုတ်ပါဘူး။ဘလူးရောက်ဆောင်ပြီးလူတွေကိုရှောက်လန့်နေတာပါ။ကြောက်စရာမလိုပါဘူး။ဘူနန္နာကပြောပြောဆိုဆိုကြောက်တုံးကြီးပေးချီလက်ဝဲဘက်သို့ချိုးကွေသွားသည့်လမ်းကလေးတဲ့သို့ဝင်လိုက်ရန်ပြင်ဆင်လိုက်လေသည်ဆရာဟုတ် ဟိုမှာကြည်စမ်းကြိုစီရသည်သေလာဂရီတောင်ပေါ်တို့လက်ညှိုးညွံပြလိုက်သည်ဖြင့်ထိုနေရာသို့ဝိုင်းအောင်၍ကြည့်လိုက်ကြပြီးအားလုံးအာအာတင့်သွားကြပြီသည်သေလာဂရီတောင်ပေါ်ကြီးအစွန်းထွက်နေသည့်ကြောက်တုံးကြီးတုံးပေါ်တွင်စောစောကမြင်လိုက်ရသည့်မဲမဲတရာကြီးနှင့်ဘိုးအာလာဝကတို့သည်လုံလာထွေလာဖြစ်နေသည်ကိုတွေ့မြင်ရသည်ဖြင့်အားလုံးအာအာတင့်သွားကြခြင်းဖြစ်ပေသည်ကဲကဲလာမေးမနေကြနဲ့အာလာဝကနောက်ကိုအမိအောင်လိုက်မှဖြစ်မယ် ဘုဏ္ဏနာသည်ပြောပြောဆိုဆိုလက်ဝဲဘက်သို့ချိုးကွင်သွားသည့်လမ်းကလေးအတိုင်းအပြေးလွားလာခဲ့ပေရာလေကားတဲ့သပွဲပြုတ်လောက်ထားသည့်ကြောက်တုံးများကိုတွေ့ရသည်ဖြင့်ထိုကြောက်တုံးများကိုနင်းပြီးခွေးကောက်သောလမ်းခရီးနှင့်နေမျိုးတို့ကထိုက်ကြမကွာလိုက်လာကြပြီးစစ်သူကြီးဗန္ဒကကမှရှေးကိုအနိုင်နိုင်တယ်ပြီးနောက်ဆုံးမှတဖြည်းဖြည်းလိုက်လာခဲ့ပေသည်မကြမီဘုန်နန္ဒတို့လူစုသည်အစွန်းထွက်နေသည့်ကြောက်တုံးကြီးအနီးသို့ရောက်ကြည့်လာကြပေသည် ကျောက်တုံးကြီးပေါ်တွင်မဲမဲတရတန်နှင့်အာလာဝကတို့မှလုံလာထွေးလာနှင့်ဖြစ်နေစေပင်ဖြစ်သည်ဖြင့်တစီတရေကိုကြောက်တတ်သောအနေမျိုးသည်အာလာဝကတယောက်တည်းမဲမဲတရဝကြီးကိုခုခံနေသည်ကိုမကြည့်ရသည်ဖြင့်ဓာတ်ကိုဝင့်ပြီးတစ်ချိန်လုံးပြေးသွားပေသည်နေမျိုးနေမျိုးအယံမသွားနဲ့ကျောက်တုံးပေါ်ကလိမ့်ကျသွားမယ်ကျော်စီရကတတိပေးလိုက်တော့လေနေမျိုးဒီဂယုမဆိုင်ပဲကြောက်တုံးကြီးပေါ်သို့လွှာကနေခုန်တက်သွားပြီဘိုးအလာဝကနဲ့မဲမဲတတော်ဝံတတန်ကြီးတို့မှလည်း ကိုတပြန်ကြားတပြန်လိုလိုဖြစ်နေရမှာအာလဝကကလည်းမဲမဲတဒံကြီးဤလက်တွင်မှရုံးကန်ထွက်လာပြီလျင်လက်တဲတွင်မြန်မြဲစွာကင်ထားသည့်ထားဖြင့်မဲမဲတဒံကြီးအားတအားခုပိုင်းလာရာမဲမဲတဒံကြီးသည်အတန်နဲ့ကြီးဖြင့်အားကနေတစ်ချက်អော်လိုက်ပြီးကြောက်တုံးကြီးပေါ်မှဒလိမ့်ခောက်ွေလိမ့်ကြာ၍သွားပေသည်တော်ကတွင်ကြောက်တုံးကြီးပေါ်သို့ပြေးတက်နေသောဘုန်းနေမျိုးသည်ကြောက်တုံးအဆုံတွင်အချိန်လွန်ပြီးခရီးပြင်းနေခဲ့ပေရာဘုန်းနာနာ၏နောက်မှာ ကျော်စီရအောက်တို့လိမ့်ကြလူစစဲဖြစ်နေသောဘိုးအာလဝကအားဆွဲဝင်ဆွဲလိုက် ဝင်ဆွဲလိုက်ကကြောက်တုံးအဆုံမှနေပြီးကြဲပြန့်သောနေရာသို့ဆွဲခွန်လာခဲ့ပြီသည်ဘလူးဘလူးမဟုတ်ဘူးဘလူးမဟုတ်ဘူးဟောဟိုမှာကြည့်သူ့လက်ကြီးပြက်ကြကြံရိတ်ခဲ့တယ်ဘိုးအာလဝကသည်မိမိ၏လက်ချက်ဖြင့်ကြောက်တုံးကြီးပေါ်တွင်ပြက်ကြံရိတ်ခဲ့သည့်မဲမဲတရဝါကြီး၏လက်ပြက်ကြီးကိုကောက်ပြီးပြလိုက်လေသည် လက်ပြက်ကြီးကိုတည်တည်ကြာကြာကြည့်လိုက်သောအခါလက်သေးသက်တံပြုတ်လုထားသည့်တန်ချွန်ကြီးများတက်ဆင်ထားသည့်လက်မဲကြီးကိုမြင်ရသည်ဖြင့်အာလုံးအံ့အားသင့်စွာဖြင့်ကြည့်နေကြပေသည်အင်းလက်စတက်တော့လူရဲ့လက်ကြီးပဲအပေါ်ကလက်အိတ်ဆွတ်ထားပြီးလက်အိတ်ထဲမှာဝေါငုံမွေးတွေကတ်ထားတာပဲလက်ချောင်းတွေရဲ့ထိတ်မှလည်းတန်ချွန်တွေကတ်ထားတာကိုစောစောကသာဒီလိုမှသိရင်အောက်မှာကလေးကတခါတည်းကိစ္စတုံးအောင်စီပြင်လိုက်ရမှာပဲစစ်သူကြီးဗန္ဓကသည်အာလဝကဤလက်မှလက်ပြက်ကြီးကိုကြည်ရင်ပြောလိုက်လေသည် လူမဟုတ်ပဲလူကဘလူရောက်ဆောင်ပြီး၆လက်နေခြင်းဖြစ်ဒီကိုတည်တည်နေတဲ့ပြိုင်နဲ့စစ်သူကြီးဗန္ဒကသည်ကြောက်စိတ်များပြေ၍တွားပုံရပြီသည်ကဲလာကြမဲမဲကောင်ကြီးကြာသွားတဲ့နေရာကိုတွားကြည့်ကြရအောင်ဘုန်နန္ဒကအမိန်ပေးလိုက်တဲ့ဖြင့်ဘုန်နန္ဒဤတပည့်များနဲ့စစ်သူကြီးဗန္ဒကသည်လာလန်းအတိုင်းပြန်၍လာကြပါသည်မဲမဲတရံကြီးလိမ့်ကြသွားသည့်ကြောက်တုံးကြီးအောက်တက်တဲ့တွင်ချွန်းတို့များရှိတဲ့ဖြင့်ဘုန်နန္ဒနှင့်တပည့်များသည်နုံနေသောမကြုံအောင်တတိနှင့်တွားရပါသည် ချွန်းတော်များအနေဖြင့်မြကင်းပေါ်တွင်မဲမဲတရံကြီးကိုလမ်းရောင်အောက်၌တွေ့မြင်ရသဖြင့်ဘိုးအာလဝကသည်ထိုနေရာသို့အခြေဆုံးမှပြေးသွားပြီသည်တတိနှင့်တွားကြတော့ချွန်းတော်နှင့်ကြုံကြသွားလိမ့်မယ်ဘိုးနန္ဒသည်တတိပေးရင်မြကင်းများကိုနင်းကလာခဲ့ပြီသည်မဲမဲတရံကြီးအနီးသို့ရောက်တော့အခါအခြေဆုံးမှရောက်နေနေသည့်ဘိုးအာလဝကသည်မောင်လေးရဲ့သားတည်ဆုံးနေသည့်တရဝါကြီးအားဆွဲ၍ပက်လက်လှန်လိုက်သည်ကိုတွေ့ရပြီးမျက်နှာတွင်တက်ဆင်သည့်အဆွဲပြူးပြူးနှင့်ဘလူးကောင်းကိုချွတ်လိုက်ရာ မျက်လုံးကျွတ်ထွက်လို့မတက်ပြူးထွက်နေသည့်လူတယောက်၏မျက်နှာကိုမြင်ရသဖြင့်ဘူနန္ဒသည်ထိုသူ၏မျက်လုံးကိုစစ်စစ်ကြည့်လိုက်သောအခါထိုသူမှာအရှားမဟုတ်အောင်လန်းစရာကြီးဥက္ကဝိဖြစ်နေသည်ကိုတွေ့ရသဖြင့်အာအာတင်သောအမူအရာဖြင့်စိုက်ကြည့်နေမိပေသည်ဘူနန္ဒနှင့်တပည့်များသည်ဘလူးအတွင်ဖြင့်စာနာဒေဝီဘယမ၏လူယုံတော်များအားရှောက်လန့်တက်ပြတ်ခဲ့သည့်အောင်လန်းစရာကြီးဥက္ကဝိ၏ရုပ်အလောင်းကိုချွတ်နှုံထူ အောက်လန်းဆရာကြီးဦးကဝင်းကြီးရုံအလောင်းကိုရွှွန်တော်ထူတတ်သည့်နေရာသို့ဆွဲယူသွားပြီးကျဲပြန်းသည့်ရွှွန်တော်အောင်ကြီးတဲ့သို့ပြစ်ချလိုက်ရာတဖြည်းဖြည်းနေမြုပ်ပြောက်ွယ်သွားပြီးသည်အင်းဘလူးရန်ကတော့အေးသွားပြီးစောစောကပေါက်တူးတန်ကြားတဲ့နေရာကိုသွားပြီးချောင်းမြောင်းကြည့်မကောင်းပေဘူးလားတပည့်တို့လိုက်နိုင်ပါဦးမလားတိတ်ပြီးပင်ပန်းနေတယ်ဆိုရင်မနက်ဖြန်ညမှလာပြီးစနီးနိုင်မကောင်းပေဘူးလားဘုံနန္ဒသည်တပည့်များ၏စိတ်ဆန္ဒကိုသိလိုသဖြင့်မေကွန်ထုတ်လိုက်လေသည် ။နောက်ပြဆိုရင်နောက်ကျနေလိမ့်မယ်ထင်တယ်။ဒီနေ့ညပဲတဆက်တဲ့စနီးနာရရင်ပိုကောင်းမယ်ထင်တယ်။ကျွန်တော်တို့လိုက်နိုင်ပါတယ်။ဘိုးအာလာဝကနဲ့ဘိုးနေမျိုးတို့ကပြိုင်းလို့ပြောလိုက်ကြသည်။ကျော်စီရနဲ့စစ်သူကြီးဗန္ဒကာရောလိုက်နိုင်သေးတယ်မဟုတ်လား။ဘရင်မအတွက်ဆိုရင်အသက်တောင်အသေးခံဝင်သေးတာပဲဒီလောက်တော့ဇွဲချိပါတယ်စစ်သူကြီးဗန္ဒကားကပြန်ရွေ့ဖြေလိုက်လေသည်ကျွန်တော်လည်းလိုက်ဖို့အသင့်ပါပဲကျော်စီရကအပြေပေးလိုက်လေသည်ကဲဒါဖြင့်လားသွားကြမယ်တတိဝိဒိယတော့ရှိပါစေနော် ရှည်တန်ရှည်လန်းတစ်ချက်မှားတာနဲ့အာလုံးဒုက္ခရောက်ကုန်လိမ့်မယ်။ဘုဏ္ဏနာကတတိပိယင်စိုးစိုးကလင်းရောင်ကြီးများဖြာထွက်သွားသည့်ကြောက်တုံးကြီးများရှိရာသို့အမှန်းဆပြီးတဖြည်းဖြည်းလာခဲ့ပေသည်။မကြမီတေလာဂရီတောင်ပပန်းကြီးကျင်းမြောင်းသည့်တောင်ကြားလန်းကလေးသို့ရောက်၍လာခဲ့ပေသည်။ထိုတောင်ကြားလန်းကလေးအတိုင်းဆက်လက်၍လာခဲ့ကြပေရာတောင်ကြားလန်းကလေးအလော်တွင်ကြောက်ကမ်းမကြီးတစ်ခုကိုတွေ့ရသည်ဖြင့်ထိုကြောက်ကမ်းမကြီးပေါ်မှပတ်ဝန်းကျင်ကိုမှန်းမြော်၍ကြည့်လိုက်ကြသည်။ စောစောကမီးရောင်များဖျာထွက်နေသည့်နေရာမှာအင်းကျောက်ကမ်းမကြီးအနီးတဝိုင်းမှဖြစ်သည်ကိုသိရသည့်ဖြင့်ဘူနာနာသည်လူရိပ်လူချေကိုကြည့်ပြန်နေပေသည်။တို့ရတွင်လူရိပ်လူချေဟူ၍လုံးဝမတွေ့ရဘဲတထောင်လုံးတိတ်ဆိတ်လျက်ရှိပေသည်။ကျောက်ကမ်းမကြီး၏အနောက်မြောက်ဘက်တွင်ကျောက်တုံးကြီးနှစ်တုံးကိုတွေ့ရပြီးထိုကျောက်တုံးနှစ်တုံး၏အကြားတွင်လူတယောက်ဝင်သာယုံအပေါင်ငယ်တစ်ခုကိုတွေ့ရသည့်ဖြင့်ဘူနာနာသည်ထိုအပေါင်မှနေပြီးအတွင်းသို့ငုံကြည့်လိုက်သည်။တို့ရတွင် အတွင်း၌မဲမောင်နေသည့်ဖြင့်ဘာမှမမြင်ရပေ။ ဘုန်နာနာသည်အသင့်ယူလာသောမိတုပ်ကိုမိညိလိုက်ပြီးအဆိုပါပေါက်ထဲသို့ထိုးကြည့်လိုက်ရာထိုအပေါက်ငယ်မှာလှိုင်းကူတို့သွားရာလမ်းပေါက်ဖြစ်သည်ကိုတွေ့ရသဖြင့်ဘုန်နာနာသည်ဓားကိုမြဲမြံစွာဆွဲကင်ပြီးလည်းထိုအပေါက်ဝါမှခေါင်းငုံပြီးဝင်သွားပြီးရာဘုန်နာနာ၏တပည့်များနှင့်စစ်သူကြီးဗန္ဒကားတို့သည်လည်းဘုန်နာနာ၏နောက်မှထိုက်ကြမှကွာလိုက်လာကြပြီသည်လှိုင်းကူအတွင်းသို့ရောက်သွားသောအခါလူတရက်တတမြင့်သည်ကိုတွေ့ရပြီထိုလိုင်းကူမှာအောက်သို့တစ်ပြေးပြေးချောရည်ဆင်းသွားသည်ကိုလည်းတတိပြုမိပေသည် ဘုန်နာရသည်ရှေ့ဆုံးမှမိတို့ကင်ပြီးလှိုင်ကိုအတွင်းသို့တဖြည်းဖြည်းဝင်လာခဲ့ပြီ။လှိုင်ကိုမှာအောက်သို့ချောတဲ့ချောဆင်းလာသည်ကိုတွေ့ရခဲ့သည်။ကျုပ်တို့ထင်းတဲ့အတိုင်းမှန်နေပြီ။အခုကျုပ်တို့ရောက်နေတဲ့နေရာဟာစောစောကမြင်ရတဲ့စမ်းချောင်းကလေးအောက်တက်တဲ့နဲ့တူတယ်။ကြည်စမ်းဒီနေရာမှာကြားတွေကန်ထားတာတွေ့တယ်မဟုတ်လား။ပြီးတော့ဟောဒီနေရာမှာရေတွေစိတ်နေတယ်။ဒါကိုကြည့်ရင်ကျုပ်တို့တွေစမ်းချောင်းရဲ့အောက်တက်တဲ့ရောက်နေပြီလို့ထင်တယ်။ဘုန်နာနာသည်လှိုင်ကိုရဲ့အရှင်တွေကိုကြည့်ပြီးမှန်းဆပြပြောလိုက်လေသည်။ ဘူနာရာတို့ရောက်ကြည့်နေသည့်နေရာမှာအရှိတတဲတို့လှမ်းကြည့်လိုက်သောအခါပေါက်တိုးနှင့်တရင်များကိုတွေ့ရပြီးမြေကြီးတည်တည်လက်တွန်းလက်ကလေးကိုလည်းတွေ့ရပြီဟိုမှကြည့်စမ်းပေါက်တိုးနဲ့တရင်တွေတွေ့တယ်မဟုတ်လားစစောကကျွန်တော်တို့ကြားတဲ့ပေါက်တိုးတန်ဟာဒီနေရာကလာတဲ့အတန်ဖြစ်ရမယ်ဒီလိုဆိုရင်ဒီရထဲကလူတွေဘယ်ရောက်ကုန်ကြပြီလဲဘောလာဝါကဒီပေါက်တိုးတရင်နဲ့လက်တွန်းလက်ကလေးကိုလက်ညှိုးထိုးရင်းပြောလိုက်လေသည်တို့တွေလာနေတာကိုသိလို့ချောင်းတိန်နေကြတာဖြစ်မှာပေါ့ စောစောက မီးကြီးတွေလွတ်လိုက်တာဟာဒီအကောင်ကြီးရဲ့ဒီတောင်ကြီးရဲ့အနီးအနားလာတဲ့သူတွေကိုဆုံးတောက်စားတဲ့ထင်အောင်ရှောက်လက်ရုံသာမဟုတ်ဘူးသူတို့ချင်းချင်းနဲ့ရန်သူလာတဲ့ထိုးပြီးအချက်ပေးတာဖြစ်ရမယ်ဒါကြောင့်ဒီလူတွေပြောက်ကုန်ကြတာဖြစ်ရမယ်ကဲကျုပ်တို့သိချင်တာသိရပြီဒီနေရာကနေလှည့်ပြီးပြန်လိုက်ကြစို့ဘုန်းနာရဒီပြောပြောဆိုဆိုနိုင်ကိုကြီးတွင်မှလာခဲ့သည့်လမ်းအတိုင်းပြန်၍ထွက်လာခဲ့ပြီသည် လိုင်ကူအဝါတို့ရောက်သောအခါလာရောက်မရှိတော့ပဲကြဲရောင်များကိုသာတွေ့ရပေသည်အခြေဘက်သို့မျှော်ကြည့်လိုက်သောအခါတောက်ကြာကြဲကြီးကိုလင်းထိန်စွာတွေ့ရသည်ဖြင့်အာယုံတက်လူဆဲဆဲအချိန်တို့ရောက်ကြည့်နေလေပြီဟုခံမှန်းနိုင်ပေသည်လိုင်ကူအဝါမှနေပြီးစောစောကမြင်းများရှီနှောင်ထားခဲ့သည့်တောတန်းကလေးရှိရာသို့တဖြည်းဖြည်းမှန်းဆပြီးလာခဲ့ပေရာအာယုံတက်စားအချိန်တွင်ပြန်လည်၍ရောက်ရှိလာကြပေသည်ကဲစေတုဒ္ဓရာမြို့တော်ထဲမှာဝင်ခင်ကျုပ်တို့ချစ်ဆက်ဘာလုပ်ကြမလဲဆိုတာတိုင်ပင်ကြအောင်ဆို့ ဘုန်နန္ဒသည်စောစောကမိမိတို့စခန်းချခဲ့သည့်နေရာသို့ပြန်လည်ရောက်ရှိသည်နှင့်လည်းပြိုင်နေ။မြင်းများရှိနောက်ထားသည့်တစ်ပင်များအနီးရှိရခင်းပင်ပေါ်တွင်ထိုင်မြင်စကားဆားလိုက်လေသည်။တိုင်မြင်စရာလိုသေးသလား။သူတို့နုအကြံစီတွေတည်သားပြီးဥစ္စာပဲ။နန်းတော်တဲ့ဝင်ပြီးဘယင်မကိုတန်တော်ဦးတင်လိုက်ရုံသာရှိပေပေါ့။ပြီးတော့စစ်တီတော်တွေကိုချက်ချင်းစီယုံပြီးသူတို့နုဘယင်ရုပ်ရဲ့အကြံစီတွေပြက်ပြားအောင်သူဝနနိုင်ငံတော်ကိုရှီတက်တိုက်ခိုက်ဖို့ပဲရှိတယ်မဟုတ်လား။ စွတ်သူကြီးဘန္နကကမိမိဤထင်မြင်ယူဆချက်ကိုဖွင့်ဟ၍ပြောလိုက်သည်ဘယင်မကိုတန်တော်ဦးတင်လို့မဖြစ်သေးဘူးပြီးတော့ကျွန်တော်တို့မြင်ခဲ့တဲ့အတိုင်းဆိုရင်ဥမင်နိုင်ကောင်းဟာစေတုရနိုင်ငံတော်ရဲ့မြို့ရိုးကိုရောက်ဖို့အတော်လိုသေးတယ်နေရောညပါတူးဖော်တာတော့တလားလောက်ကြာမှမြို့ရိုးအတွင်းကိုရောက်နိုင်မှာဒီရတော်တွင်အချိန်တွေအများကြီးရှိပါသေးတယ်ဘုနာနာကပြန်၍ပြောလိုက်နေသည်ဘယင်မကိုတန်တော်ဦးမတင်လို့ပဲဖြစ်မလဲစေတုရနိုင်ငံတော်ကိုလောက်ကြံဖို့အစီအစဉ်တွေလုပ်နေတာကိုလက်ပူးလက်ကျက်တွေ့ခဲ့ရတဲ့အတိုင်း ဘယင်မကိုတန်တော်ဦးမတင်ရဘူးဆိုတာဘလို့သဘောလဲစွတ်သူကြီးဗန္ဓကမှာဘယင်မအတွက်အလုံးလျာဆိုရင်ဒီအမှုရာပြင်ပြောလိုက်လေသည်ဘလို့သဘောလဲဆိုတာကျွန်တော်အေးအေးဆေးဆေးကြာမှာပြောပြပါမယ်အခုချိန်မှာဘယင်မကိုတန်တော်ဦးတင်လိုက်ရင်ဘယင်မကလည်းစိတ်မြန်မြန်နဲ့ရှင်းနောက်မစင်ခြင်းပဲစင်ကန်းတော်တို့လောက်မှာကိုလည်းဆိုရတယ်ဘယင်မစင်ကန်းတော်တို့ရှောက်လုံနေရင်ကျွန်တော်တို့ရဲ့အကြံစီတွေအားလုံးပြတ်ကုန်ပြီသူတနုရဲ့ထောင်ချောက်တဲကိုဘယင်မရောက်သွားလိမ့်မယ်ဒါကိုလည်းထဲ့ပြီးစဉ်းစားအောင်မပေါ့ ပြီးတော့ဘယင်မဟာဘာပဲပြောပြောမိမသားဖြစ်တဲ့အတွက်ယောက်ျားတွေလုံရမယ့်အလုပ်ကိုဘယင်မကိုအတိမပေးပဲအားလုံးစီစဉ်ပြီးအတိပေးတာကပိုပြီးကောင်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်။ဘုန်းနန္ဒကမိမိဤယူဆချက်များကိုရှင်းပြနေပြီလေ။ဒါပေမဲ့ဘယင်မကိုတော့တန်တော်ဦးတင်တင်တလို့တော့တင်လိုက်ဖို့တင်တယ်လို့တော့ကြုတ်ယူဆတယ်။စစ်သူကြီးဗန္ဒကကြီးအချောမပေးသေးပဲဆင်ခြေတက်လိုက်ပြန်လေ။ တန်တော်ဦးတင်နေတဲ့အချိန်ကျတော့တန်တော်ဦးတင်တာပေါ့အခုတော့စောလုံးအားကြီးသေးလို့ပါကျွန်တော်လုံးစရာတွေလုပ်တယ်လည်းအများကြီးရှိသေးတယ်အစီအစဉ်တွေအားလုံးလုပ်ပြီးတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်ဘယင်မကိုဖွင့်ရတန်တော်ဦးတင်ပါမယ်ဘုန်းနန္ဒကပြန်ပြောလိုက်သည်ထို့သောအစီအစဉ်ပြောဆိုနေကြတဲ့အရှိတ်ဘက်မှရောင်နေတန်းလာသည်ကိုတွေ့ရပြီး ခလန်းလန်းမှမြင်းခွာသားများကိုလည်းကြားရသဖြင့်ဘုံနန္ဒလိုလူစုသည်မြက်ခင်းပေါ်တွင်ထိုင်ပြီးဆွေးနွေးနေကြရမှာကြပြကြရထားလိုက်ပြီးမြင်းခွာသားကြားရသို့လှမ်းကြည့်လိုက်ရာတတ်တော်ကြီးအမတ်ကြီးနှင့်ရန်အောင်မျိုးသားကြီးသည်ကိုရန်တော်တက်နေတကားဘုံနန္ဒတို့ရှိရာသို့ဥတီပြီးလာနေကြသည်ကိုတွေ့ရသဖြင့်စတူကြီးဗန္ဒကသည် မြင်းပေါ်သို့ခုံတက်ပြီးတတ်တော်ကြီးအမတ်ကြီးအားခရီးဥကြိုပြလိုက်ပေသည်အလိုစတူကြီးဗန္ဒကပါလားစောစောစီးစီးဒီနေရာမှာဘာလုပ်နေကြတာလဲ ဟင်ဟိုဟာက မောင်ယူပမဟုတ်လားဟိုသုံးယောက်ကရောဘသူတွေလဲတတော်ကြီးအမကြီးကစစ်သူကြီးဗန္ဒကအာလှမ်းမိလိုက်လေသည်ကျွန်တော်တို့ဒီနေရာကိုဘာကြောင့်ရောက်နေလဲဆိုတာမပြောခင်ညကအဖြစ်အပျက်တွေကိုကျွန်တော်စုံစုံစစ်စစ်ပြောပြပါမယ်ကျွန်တော်တို့ရဲ့ရဲဘက်တွေကိုရှောက်လန့်ပြီးတပ်ဖြတ်နေတဲ့ဘလူတပိုင်းလူတပိုင်းတရဝါကြီးကိုဟောဒီကဘိုးအလာဝကကိုတိုင်းတပ်ဖြတ်လိုက်ပြီးတို့တည်သွားပါပြီဒီတရဝါကြီးဟာတခြားမဟုတ်ဘူးဘယင်မနှင်ထုတ်လိုက်တဲ့ တမားတော်ကြီးဥက္ကဝိပဲသူ့ရတကိုယ်လုံးမှာဝတ်ဝင်ရင်နဲ့ချုပ်ထားတဲ့ကိုကြက်အင်းကြီးလိုဝတ်ထားပြီးဘလူးကောင်းစောင့်ထားတာပါဒါကိုကျွန်တော်တို့ကဘလူးအစ်စ်ထင်ပြီးကြောက်ရွံ့နေကြတော့သူ့လက်ချက်နဲ့အသက်တေးခဲ့ရတာပါစစ်သူကြီးဗန္ဒကဒီဘလူးအသွင်ပြင်းချောက်လန့်ပြီးစာနာဒေဝီဘရင်မဤလူယုံတော်များအားလက်သေးကြီးများဖြင့်ကုတ်ဖက်တက်ဖြတ်ခဲ့သော လူဘလူးဥက္ကဝိယာဘိုးအာလာဘကကတယောက်တည်းနှိမ်နင်းခဲ့ပုံနဲ့တကား မြေအောက်တွင်ဥမင်လိုင်ကောင်ဖောက်လုပ်လျက်ရှိပုံများကိုပါခရီးစိတ်တွေ့အကြပြောပြနေပေသည်စစ်သူကြီးဗန္ဒကပြောပြနေသည့်စကားများကိုတတ်တော်ကြီးအမတ်ကြီးနှင့်ရန်အောင်မျိုးသားကြီးတို့သည်စိတ်ဝင်စားစွာဖြင့်အစာဆုံးနားထောင်ရင်းဘူနန္ဒအနီးတွင်လက်ပိုက်ပြည့်ရက်နေသောဘူအာလဝကအားတစ်ချက်တစ်ချက်လှမ်းကြည့်နေကြပေသည်ဘူအာလဝကဆိုတာဒီတငယ်လားတတ်တော်ကြီးအမတ်ကြီးသည်လက်ပိုက်ပြည့်ရက်နေသောဘူအာလဝကအားအနီးတို့လာရန်ခေါ်ရင်းမေးလိုက်လေသည် ဟုတ်တယ်ကျွန်တော်ရဲ့တော်တွင်းနာမည်ကတော့ဘိုးအာလဝကပါဒါပေမဲ့အစတုန်းကတော့ကျွန်တော်တို့ဟာခေသူတွေမဟုတ်ပါဘူးဘိုးအာလဝကကပြန်ပြောလိုက်လေသည် မောင်ရင်ရဲ့အင်္ကာရုပ်ကိုကြည့်ခြင်းအပြင်မောင်ရင်ဟာတာမန်အယတားတက်ကမဟုတ်ဘူးဆိုတာကျုပ်တို့အကဲခတ်မိပါတယ်အခုလိုတတိနဲ့ပြည့်စုံတဲ့ယောက်ျားကောင်းတစ်ယောက်ကိုစန္ဒာရီဝေဘယင်မကလည်းမရှင်းမြင့်မမြောက်စားပဲနေမှာမဟုတ်ပါဘူးစေတို့ရနိုင်ငံတော်ကသူ့ရဲကောင်းတွေမနှိမ်နှင်းနိုင်တဲ့ရန်သူကိုအခုလိုရွရွချွချွနှိမ်နှင်းပေးခဲ့တဲ့အတွက် ဘယင်မကိုသာကျုပ်လက်မှာအမြဲဝတ်ဆင်ထားတဲ့မြားလက်ဆွေကြီးကိုလက်ဆောင်အဖြစ်နဲ့ရှင်းပြပြသည်ပြီးတော့ဘယင်မထံမှာဘယင်မရဲ့တတ်တော်ဆောင်အဖြစ်နဲ့ခန့်အပ်ဖို့ကျုပ်ကိုယ်တိုင်ဘယင်မထံမှာတန်တော်ဦးတင်ပေးပါမယ်တတော်ကြီးအမကြီးဒီမိမိလက်တွင်အမြဲတမ်းဝတ်ဆင်ထားသည့်မြားလက်ဆွေကြီးကိုချုပ်ပြီးဘိုးအားလာဝကဤလက်တွင်ပေးလိုက်လေပြီဒီလိုဆိုရင်ဟောဒီကကျွန်တော်ရဲ့တပည့်နှစ်ယောက်ကိုပါဆရာ ဘရင်မရဲ့အမှုတော်ထမ်းခွင့်ရအောင်တတ်တော်ကြီးအမတ်ကြီးကိုယ်တိုင်ဆောင်ကျင်းပေးစီလိုပါတယ်။ဘုန်နန္ဒသည်ကြော်စီရနှင့်နေမျိုးနေမျိုးအားတတ်တော်ကြီးအမတ်ကြီးနှင့်တအူးစီမိတ်ဆက်ပေးရင်ပန်ကြားလိုက်သည်။ဒီရွတ်တော်မပူပါနဲ့စစ်သူကြီးဗန္ဒကကထောက်ခံတယ်ဆိုရင်ဘရင်မကလက်ခံမှာပါပဲ။ကျုပ်ကိုယ်တိုင်လည်းဘရင်မလက်ခံအောင်တိုက်တွန်းပေးပါမယ်။ကဲဒီလိုဆိုရင်နန်းတော်ထဲဝင်ကြစို့လား။ တတော်ကြီးအမကြီးကပြန်၍ပြောလိုက်ပြီးခရီးရေးမြင်ရသည့်စေတုဒ္ဒရာမြို့တော်ဤမြို့ရိုးနှင့်နန်းမြို့ကိုမျှော်မှန်းပြီးလူစုလူဝေးနှင့်တပြေးပြေးလာခဲ့ကြပေသည်အခန်းဆက်ကွနည်းစောစောကစစ်သူကြီးဗန္ဒကပြောပြတဲ့အဖြစ်အပျက်တွေကိုဘယင်မထံတန်တော်ဦးမတင်ဖို့မောင်ယူပကအကြံပေးတာဟာဘလို့အကြောင်းကြောင့်ဆိုတာကျုပ်တို့မသိရဘူးလားလန်ခရီးတွင်တတော်ကြီးအမကြီးကဘုန်းနန္ဒအာမေးလိုက်လေသည်ဘယင်မရဲ့စိတ်ဓာတ်ကိုတတော်ကြီးအမကြီးအတိဆုံးမဟုတ်လားဘယင်မကစိတ်မြန်တယ်မာနာလည်းကြီးတယ် မိမသားဖြစ်ပေမဲ့တတိကလည်းခေတာမဟုတ်ဘူးညာကအပြည့်ပြည့်တွေကိုဘယင်မထံတန်တော်ဦးတင်လာရင်သူဝနနိုင်ငံတော်ကိုချက်ချင်းစစ်ကျင်ညာပြီးတိုက်ခိုက်မှတေးချတယ်ဘယင်မကိုတော်တိုင်းလည်းစစ်တီတော်အဝယ်စားနဲ့စစ်ချီထောက်ကောင်ထွက်နေလိမ့်မယ်ဘုနန္ဒာကဏိဒန်းပြုတ်လိုက်လေသည်ဒီလိုဆိုရင်ပို့ပြီးမကောင်းဘူးလားကျွတ်တို့ရဲ့နိုင်ငံကိုလောက်ကြံမှုကြံစီနေတာကိုသိလျက်နဲ့စစ်မတိုက်ပဲဒီတိုင်းလက်ပိုက်ပြီးကြည့်နေရမှာလားပြီးတော့ဘယင်မကိုတော်တိုင်းစစ်ချီထွက်တော်မူတဲ့တိုင်အောင် စစ်တီတော်ကိုရံတော်တွေဝန်းရံထားမှာပါပဲဘယင်မအတွက်စိုးရင်တရားမရှိပါဘူးသူတနုရဲ့စစ်တီအင်အားနဲ့ဘယင်မရဲ့စစ်တီအင်အားကိုနှိုင်းချင်ကြည့်မှဆိုရင်ဘယင်မရဲ့စစ်တီတော်အင်အားကနှစ်ဆသုံးဆလောက်တာနေတာပဲရန်အောင်မျိုးသားကြီးကဝင်ပြောလိုက်လေသည်ဒီဘက်ကအလုံးရင်းနဲ့ရှီတက်တိုက်ခိုက်တယ်လို့သူတို့ဘက်ကလည်းအလုံးရင်းနဲ့ခုခံမယ်ဆိုရင်တော့မျိုးသားကြီးပြောသလိုလွယ်လွယ်နဲ့နိုင်နိုင်ပါတယ်ဒါပေမဲ့ စစ်တုဒ္ဒနိုင်ငံတော်ရဲ့စစ်တီတော်တွေဟာအလုံးအရင်းနဲ့ဒုဝနနိုင်ငံကိုရှေ့တက်တိုက်ခိုက်တဲ့အချိန်မှာသူရနုကပရိယေတုံးပြီးအရှုံးပေးတယ်လို့လို့နဲ့နောက်ကိုဆုတ်သွားပြီးအကာအကွယ်မရှိတဲ့စစ်တုဒ္ဒမျိုးတော်ကိုအရှားဘက်ကနေဝင်ပြီးဝင်စည်းရင်စစ်တုဒ္ဒမျိုးတော်ကြာချုံးသွားဖို့နီးလန်းရှိပါတယ်စစ်တုဒ္ဒမျိုးတော်ကိုသူရနုတိမ့်ပိုက်ပြီးတာနဲ့တပြိုင်နက်ကြံတဲ့မျိုးတွေကတခုပြီးတခုကြာချုံးပြီးစစ်တုဒ္ဒနိုင်ငံတော်ကြီးရေတိမ်နှစ်ဖို့ပဲရှိပါတယ်ဒါကိုလည်းစဉ်းစားသင့်ပါတယ် နေရတကမှာနှယုံရည်ကိုကြီးအားကိုးလို့မဖြစ်နိုင်ပါဘူးနှလုံးရည်ရောနှယုံရည်ပါအားကိုးမှုပြုမှသာအစကျအောင်မြင်နိုင်ပါတယ်နှယုံရည်အားကိုးစင်ကန်းတိုးတိုးလုပ်ရင်မှားတတ်ပါတယ်ဘုနန္ဒာကချင်းပြလိုက်ပြန်သည်ကဲမျိုးသားကြီးဘလို့သဘောရလဲကျုပ်တော့ဖြင့်မောင်ယူပပြောတာကိုခက်ကြိုက်ကြိုက်ပဲတတော်ကြီးအမကြီးကဝင်ပြောလိုက်ရာရန်အောင်မျိုးသားကြီးသည်ဘာမှပြန်မပြောဘဲတွေ့ဝေရင့်နေပေသည် ကျုပ်လည်းမပြောတတ်အောင်ဖြစ်နေပြီတတ်တော်ကြီးအမတ်ကြီးသဘောကျတယ်လို့လားစီစဉ်ကြည့်ပါကျုပ်ကတော့သူတို့နုလက်ချက်လက်ဦးသွားမှာဆိုလို့တတိပေးနေတာပါပြီးတော့ဒီကိစ္စဟာဘယင်မကိုအတိမပေးပဲထားလို့ဖြစ်တဲ့ကိစ္စမဟုတ်ပဲရန်အောင်မျိုးသားကြီးမှာခေါင်းချုပ်နေပုံရသည်အတိမပေးလို့အတိမပေးဘူးလို့ပြောတာမှမဟုတ်ပဲ ဆက်ချင်းအတိပေးလိုက်ရင်ရန်ပုံမိကြသလိုဖြစ်ကုန်မှာဆိုလို့ဆက်ချင်းအတိမတွေ့သေးပဲလောက်စီရာရှိတာကိုလုပ်ပြီးမှအတိပေးရင်ကောင်းမယ်လို့မောင်ယူဘကအကြံပေးနေတဲ့ဥစ္စာပဲတတော်ချင်းအမတ်ကြီးကရှင်းပြလိုက်လေသည်ကောင်းတယ်ထင်သလိုကြည့်ပြီးလောက်ကြပါကျုပ်ကတော့ဘယင်မထားရကနေရမှာပဲဒီထက်ဒီနေ့ဘယင်မနေကြဒေတာကိုထွက်ပြီးအချိန်နေလေးလာမယ်လို့အမိန်ပေးထားတယ်မဟုတ်လားဒီရက်တွေအစီအစဉ်တွေလောက်စီရာရှိသေးတယ်ရန်အောင်မျိုးသားကြီးကစကားလွှဲပြီးပြောလိုက်လေသည် နို့ကျုပ်တို့စောစောတည်တည်ထွက်လာတာဟာဘယင်မထွက်တော်မူတဲ့နေရာကိုရှင်းလင်းဖို့ထွက်လာတာပဲမဟုတ်လားဘယင်မထွက်တော်မူခြင်းအလုံးအသင့်ရှိတာပဲတတော်ကျယ်မကြီးကပြန်၍ပြောလိုက်လေသည်ဘာလဲဘယင်မကိုတော်တိုင်းနေကြားရတာကိုထွက်တော်မူမလို့လားဘူနန္ဒာကစိတ်ပူသည့်အူရာဖြင့်မေးလိုက်လေသည်ဟုတ်ပါတယ်ဒါကတော့အထူးစားမဟုတ်ပါဘူးဘယင်မကိုတော်တိုင်းထွက်တော်မူနေကြပဲ အဲ့ဒီနေရာကိုဘာဖြစ်လို့ဘယင်မကိုတော်တိုင်းထွက်ပြီးချွတ်ကျင်ရတာလဲမိုက်လာကြည်လားဘူနန္ဒတေဂယုဏတော် တော်ဖြင့်ရုတ်တရက်ပြောလိုက်လေသည်ဘယင်မကိုမိုက်မဲတယ်လို့ပြောရသလားစော်ကားလှကြည်ရဲ့လားရန်အောင်မျိုးသားကြီးကဒေါသတံဖြင့်ပြန်၍ပြောလိုက်လေသည်မိုက်မဲလို့မိုက်မဲတယ်လို့ပြောတာပဲစော်ကားတာမှမဟုတ်ပဲဒီမှာရန်အောင်မျိုးသားကြီးဘယင်မအပေါ်မှာတကယ်တစ္ဆာရှိတယ်ဆိုရင်ဒီနေ့နေကြားဒေတာကိုဘယင်မထောက်တော်မူမှုကိုတားမြစ်ပေးစမ်းပါ ။ဘယင်မောက်ကိုဘယ်သူမှမတောင်းဝန်ဘူး။တားလို့လည်းရမှာမဟုတ်ဘူး။မျိုးသားကြီးကပြန်၍ပြောလိုက်လေသည်။ဒီလိုဆိုရင်ဘယင်မောက်အပေါ်မှာတစ္ဆာမရှိဘူးလို့ဆိုရမှာပဲ။အန်ရီရဲ့များတဲ့နေရာကိုမမ်းမမ်းမဲမဲသွားမှာကိုမတောင်းဝန်ဘူးဆိုတာဟာဘယင်မောက်အပေါ်မှာတစ္ဆာရှိတယ်လို့ဆိုနိုင်ပါမလား။ဘယင်မရဲ့ပါမှာကျုပ်ကိုယ်တိုင်ပါမှာပဲပြီးလို့ချင်းလည်းဘယင်မသွားမဲ့ဒေတာဟာစေတုဒ္ဓါနိုင်ငံတော်ရဲ့ပိုင်နယ်အတွင်းမှာပါပဲစိုးရင်တရားမရှိပါဘူးရန်အောင်မျိုးသားကြီးကထောက်ပြလိုက်ပြန်သည် စိုးရင်တရားမရှိဘူးလို့သာပြောပါတယ်တနေ့တုန်းကစစ်တုဒ္ဒါနိုင်ငံမြို့တော်ရဲ့အရေးအောက်မှာပင်လည်းဘယင်မောက်ကိုရန်သူသုံးဦးကဝိုင်းဝန်းဖမ်းဆီးဖို့ကြိုးစားခဲ့တည်တယ်မဟုတ်လားအဲ့ဒီချိန်ကသာကြုံမရှိရင်ညိုသားကြီးရဲ့ဘယင်မောက်ဟာအခုလောက်ဆိုရင်တူတနုထင်းတယ်လို့စော်ကားတယ်လို့လှလှကြီးခံနေရမှာမဟုတ်လားအဲ့ဒီအဖြစ်အပျက်တွေကိုဗရင်မတတိယအဝိုင်းဝန်တန်တော်ဦးတင်ကြပြီးနေကြားဒေသကိုထွက်တော်မူမှုကိုအစွမ်းကုန်တားမြစ်ကြပါဗရင်မကိုကြောက်ပြီးတန်တော်ဦးမတင်ဝန်ရင် နောက်မှ နောင်တရလို့ဘာမှအကျိုးရှိတော့မှာမဟုတ်ဘူးဘုန်းနန္ဒကဇွဲကောင်းကောင်းနဲ့ပြောရည်နေပြီဒီမှာမောင်ယူပါကျုပ်တို့ကိုယ်တိုင်လည်းဘယင်မကိုတော်တိုင်နေချားဒေတာကိုထွက်တော်မူတာဟာနည်းနည်းကလေးမှသဘောမတူဘူးဘေးရန်တရရှိတဲ့အကြောင်းကျုပ်ကိုယ်တိုင်တော့တွားပြီးလျှောက်တင်ပြီးပြီဒါပေမဲ့နားဝင်တော်မမူဘူးကျုပ်ကိုယ်တော်ဒီလောက်တတိ နဲရင်ပစိုးခွင့်မနေနဲ့ထမင်ခွင့်ပြီးတနခါနဲ့နေပါလားလို့တောင်ပြောသေးတယ်ဒါပေမဲ့မောင်ယူပစိတ်မပူပါနဲ့ကျုပ်ကိုယ်တိုင်ဘယင်မကိုထပ်မံပြီးရှောက်တင်ပါအောင်မယ်တတော်ကျော်ရဲ့အမကြီးဒီဘုန်းနာနာဤစိုးရင်ချက်ကိုထောက်ခံသည့်အနေဖြင့်ပြန်၍ပြောလိုက်လေသည်ဘယင်မကိုနောက်တစ်ချိန်ထပ်မံပြီးရှောက်တင်လို့ဖြစ်ပါမလားဘယင်မရဲ့စိတ်ကိုလည်းတတော်ကျော်အမကြီးတီးတာပဲရန်အောင်မျိုးသားကြီးကဝင်၍ပြောလိုက်ပြန်သည်ဘယင်မမျက်နှာတော်မူလို့ကျုပ်ကိုတတ်စေရင်လည်းတတ်မစေသည်ဘေးရည်ရရှိတဲ့နေရာကိုမသွားဖြစ်အောင်တော့တားရမှာပဲ ကျုပ်တို့မှာတာဝန်ရှိတယ်။ကဲနန်းတော်ကိုရောက်အောင်အများဆုံးဒုံဆိုင်ပြီးဘယင်မထံဝင်ရောက်ပြီးခါးစားပြီးတန်တော်ဦးတင်ကြအောင်စို့တတော်ကြီးအမကြီးဒီဘယင်မအတွက်စိုးရင်ဒီအမူအရာဖြင့်ပြောလိုက်လေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း၁၄အစည်းအဝေးတင်ဆက်မှုကိုအီမာနင်ခိတခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာရှေးပြေးပြေးဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မတို့တဦးတယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကြပါစေခင်ဗျာ